โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်အဲဒီနေ့ကကျတော့မနေ့ကကျွန်တော်ဂျပန်တက်တော့အကောင့်ပေါ့နော်အဲအကောင့်ကိုကျွန်တော်တို့က30ချင်းနဲ့30ချင်းတော့အဲကျွန်တော်အားမနေ့က sharing လုပ်ပေးတယ်ပေါ့နော်ဗီဒီယိုဖိုင်လေးကတော့ net တော့ share သွားတယ်ဒီနေ့ကကျွန်တော်အတူချုံပြီးတော့လိုအပ်တာလေးတွေဘာလေးတွေလိုအပ်လဲဆိုတာကိုကျွန်တော်အတူချုံပြီးပြောချင်လို့ပါအဲတခြားမဟုတ်ဂျပန်တက်တော့အကောင့်ပေါ့နော်ဂျပန် region တက်တော့အကောင့်ဖွင့်မယ်ဆိုလို့ချင်းကျွန်တော်တို့ gmail တစ်ခုလိုပါတယ် gmail ကအစ်စ်ပေါ့နော် အဲလောကအဟောင်းရှိလို့ရှင်လည်းပဲအဲ့အဟောင်းကကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ TikTok account ကိုမဖွင့်ရသေးတဲ့ဂျီမေးမျိုးအဲအဲ့လိုဂျီမေးမျိုးလိုတယ်အဲတောင်းမလို့ရှင်လည်းပဲအစ်စ်ဖွင့်မယ်ပေါ့နော်အစ်စ်ဖွင့်တာလည်းပဲကျွန်တော်တို့အရင်ဟိုဂျီမေးဖွင့်တာမခဲရင်ပါဘူးအကုန်လုံးလည်းဖွင့်ရမယ်လို့မျှော်လင့်နေအဲဆိုတော့အဲဂျပန် region တက်တော့အကောင့်ဖွင့်မှာဆိုရင်ကျွန်တော် Gmail အသစ်တစ်ခုလိုတယ်။နောက်ပြီးတော့ဂျပန် region ကိုချိတ်လို့ရမယ် VPN တစ်ခု VPN ပဲဖြစ်ဖြစ်ဝယ်သုံးတဲ့ VPN ပဲဖြစ်ပေါ့နော်ဂျပန် region server ကိုချိတ်ဖို့အတွက် VPN တစ်ခုလိုတယ်အဲ့နှစ်ခုရှိရုံနဲ့ကျွန်တော်တို့ဂျပန် region TikTok account ကိုလွယ်လွယ်ကူကူအဲ3မိနစ်5မိနစ်လောက်အတွင်းမှာကိုဖွင့်လို့ရတယ်အဲအရင်လွယ်တယ်ပေါ့နော်ကျွန်တော်မနေ့ညပြောသလိုပဲမသိခင်တော့တော့ကြားခဲ့တယ်တကယ်တမ်းကတော့အရင်လွယ်ပါတယ်သိသွားတော့လည်းပဲဆိုတော့ကျွန်တော်ခုနကပြောတာအခု လိုအပ်တာဂျပန်ရီဂျင်ဆိုတော့ကောင်းဖွင့်မယ်ဆိုလို့ရှင်အဲခုနကပြောတဲ့ဂျီမေးအစ်တစ်ခုလိုမယ်ပြီးတော့ VPN ဂျပန်ရီဂျင်ကိုချိတ်မဲ့ VPN တစ်ခုလိုမယ်ဒီနှစ်ခုရပြီဆိုလို့ရှင်လုံးဝအဆင်ပြေပြီကျွန်တော်တို့ဖွင့်လို့ရပြီအဲဒီဂျပန်ရီဂျင်တက်တော့အကောင်ဖွင့်ဖို့အတွက်ကိုအဲဖွင့်တဲ့နည်းကိုကျွန်တော်နောက်ဗီဒီယိုမှာ screen recorder ယူပြီးတော့ကျွန်တော်ပြောပြပေးသွားမယ်အဲဘယ်လိုပြောပြလဲ မတည်သေးတဲ့သူတွေအတွက်ပေါ့နော် sharing လုပ်ပေးသွားမယ်အဲကျွန်တော်အားလေးကိုအခုလိုအပ်တာလေးကိုအရင်ပြောပေးတာပါအဲဖွင့်ပုံဖွင့်ဤနောက်ဘလို့ဘလို့ဆိုတဲ့ဥစ္စာတွေကိုတဆင်ချင်းစီအဲကျွန်တော်တည်တဲ့လောက်ကလေးပေါ့နော်အဲလိုမျိုး sharing တပုတ်ချင်းစီကျွန်တော်လုပ်ပေးသွားပါမယ်အခုကလည်းပဲဒီလိုအပ်ချက်လေးကိုလာပြီးတော့ပြောပြပေးတာပါလိုအပ်ချက်လာပြောပေးတဲ့အထက်မှာကျွန်တော်နည်းနည်း ဖွင့်တဲ့အဝယ်စားအရင်ပါဖက်ဖြစ်နေလားတော့မသိဘူးမြေကောင်းဆိုချင်ကြီးနဲ့လာပြောပေးတာကျွန်တော်မှဒါအမျိုးကြီးကျွန်တော်ဘာမှမရှိဘူးကျွန်တော်တို့ရဲ့ကျွန်တော်လည်း free time ပဲနေတတ်လို့လေဒီလိုပဲဟိုလို့ပါအောင်เนาะဒီဝယ်စားကျွန်တော်တို့ဒီဒါ sharing လုပ်ပေးတာ knowledge ဘိုင်းကိုမသိတဲ့သူတွေအတွက်ကျွန်တော် sharing လုပ်ပေးတာသိတဲ့သူတွေအတွက်ကတော့ရည်ရွယ်ဖြစ်နေဖြစ်မှာပေါ့เนาะ တမျိုးတော့စိတ်ထဲမထင်ပါနဲ့ကျွန်တော်ဒါနည်းလေး sharing လုပ်ပေးတာပါ channel ဥစ္စာတွေအပိုင်းတွေနဲ့ပတ်သက်ပြီးသွားလို့ရင်ဟိုမှာပေါ့နော်ဟိုနားလေဒါသိကြသလိုရှင် data ဘိုင်းတို့ sim card ဘိုင်းတို့နဲ့ပတ်သက်လို့ရှင်တော့အဲမေးမြန်းနိုင်တယ်ကျွန်တော်သိတဲ့လောက်ကလေးကိုပြန်ပြီးတော့ပြောပြပေးသွားမယ်နော်အဲ channel ဥစ္စာတွေကတော့လလန်းဝေးတယ်ပေါ့ကျွန်တော်လည်းရိုင်းရတော့မသိဘူးကျေးဇူးပါကျွန်တော်အားလေးလာပြောပြပေးတာပါ